ကတားမိနှစ်ယောက်ကရံဖြစ်ပေါ်ရံဖြစ်ဖက်တိုင်ပင်ပေါ်တိုင်ပင်ဖက်အဲ့လိုမျိုးပေါ့နော်ပြီးတော့အချမ်းညံပေးဖို့ပေါ့နော်တယောက်နဲ့တယောက်လည်းအချမ်းညံနေလဲပေးကြရပေါ့နော်အဲရစ်က Mom you can do it သူအမြဲတမ်းပြောရပေါ့နော်အမေအမေလုံနိုင်တယ်အမေဘာလို့မလုံနိုင်ရမှာလဲဆိုတော့သူ့ရဲ့စကားတခွန်းလေးပေါ့နော်သူအမြဲတမ်းအရန်အလိုက်တည်တယ်အခုဆိုပိုဆိုးပေါ့ဆယ်နှစ်ပြည့်ခါနီးပြီဆိုတော့လေသူလည်းလူကြီးလေးတယောက်လိုမျိုးပြောတတ်လာတယ်ဆိုတတ်လာတယ်ပေါ့နော် ပြီးတော့ကိုယ်အားပေးတဲ့အရာလေးတွေလည်းရှိလာတယ်ပေါ့နော်အများကြီးတော့ပြောင်းလဲသွားတယ်အဓိကတော့ကိုယ်လည်းရင့်ကျက်လာတယ်သူလည်းရင့်ကျက်လာတယ်ပေါ့နော်အမှန်တိုင်းပြောရရင်တော့လေတာမီနှစ်ယောက်လုံးအတွက်ပေါ့နော်တာမီနှစ်ယောက်လုံးရှေ့ဆက်ဖို့အတွက်ကဒါအလုပ်ရှိမှရမယ် business တစ်ခုရှိမှရမယ်ဝင်ငွေတစ်ခုရှိမှရမယ်ပေါ့နော်အဲ့ခါကျတော့ညီမဒီ business လေးကိုစပြီးတော့အဲလှုပ်လိုက်တာပေါ့နော်ဘယ်တော့မှမဆိုလေဘယ်နေရာပဲရောက်ရောက်ပေါ့နော် ညီမတစ်ခါလေးကြာရင်ဆိုအရန်စိတ်တက်ကြရယ်ပေါ့နော်တော်ပြီးမလုတ်တော့ဘူးအဲဓာကြီးမဖြစ်နိုင်လောက်ဘူးဆိုတော့စိတ်မျိုးကတော့ရှိတယ်ဒါလူတိုင်းမှာရှိတယ်ပေါ့နော်ဒါမဲ့အများရန်လေးကိုအခုအခုချိန်မှာလည်းအားပေးနေတာမိသားစုပေါ့နော်အဖေနဲ့မေကလည်းအများကြီးစိတ်တက်ခွန်အားအားပေးတယ်ပြီးတော့ Eric ပေါ့ Eric က မမ you can do it သူအမြဲတမ်းပြောရယ်ပေါ့နော်အမေအမေလုံနိုင်တယ်အမေဘာလို့မလုံနိုင်ရမှာလဲဆိုတော့သူ့ရဲ့စကားတခွန်းလေးပေါ့နော်သူအမြဲတမ်းအရန်အလိုက်တည်တယ်အခုဆိုပိုဆိုးပေါ့ဆယ်နှစ်ပြည့်ခါနီးပြီဆိုတော့လေသူလဲလူကြီးလေးတယောက်လိုမျိုးပြောတတ်လာတယ်ဆိုတတ်လာတယ်ပေါ့နော် အခုဒီဆိုင်မှာတန်ရှင်းလုတ်တဲ့ခါမှာလည်းအဲ့လိုပဲသူကိုယ်တိုင်လိုက်တယ်သူကိုယ်တိုင်လိုက်ပြီးတော့ကူညီပေးတယ်မှန်နေတုတ်ကူတယ်အဲ့လိုမျိုးပေါ့နော်အရန်ချစ်ဖို့ကောင်းတယ်အခုကတာမီနှစ်ယောက်ကရန်ဖြစ်ပေါ်ရန်ဖြစ်ဖက်တိုင်ပင်ပေါ်တိုင်ပင်ဖက်အဲ့လိုမျိုးပေါ့နော်ပြီးတော့အကြံဉာဏ်ပေးဖို့ပေါ့နော်တယောက်နဲ့တယောက်လည်းအကြံဉာဏ်နေလဲပေးကြရပေါ့နော်သူလည်းလူကြီးလေးဖြစ်လာတဲ့ခါကျတော့သူအကြံဉာဏ်ပေးတတ်တယ်ဘလောက်တောင်လဲဆိုအဝတ်စားအစအဲ အမေဒါဝတ်ထိုင်အရန်လာတယ်မလာဘူးဆိုရင်လည်း तू ကဒဲအိုပြောပြတာအမေရဲ့ဘာကြီးဝတ်ထားလဲမလှလိုက်တာအရှုပ်ဆိုးတယ်အဲ तू အဲ့လိုမျိုးလေးနော်ကိုအနည်းငယ်ဝေဖန်မိမဲ့သူပေါ့ဟုတ်တယ် तू ကအခုဆိုရင်အဆက်ဆက်ရအရာအလုံးပေါ့နော် business မှာလည်း तू အကြံပေးတယ်ကလေးဆိုပေမဲ့လေတိခက်ကလေးတွေကညံရင်အရန်မြင့်မာသွားပြီပေါ့နော်အဲ့ခါကျတော့ ဆက်ဆက်ရသူစီကနေပြီးတော့အကြံဉာဏ်တွေလည်းယူရတယ်။ကလေးပြောတဲ့စကားလေးတွေတခါကျရင်တော့မထင်မှတ်ပဲနဲ့ဟိုသိမလားအရေးမပါလောက်ပါဘူးရေးမကြည့်လောက်ပါဘူးလို့ထင်တတ်ကြရတဲ့တချို့မိပါတွေကဒါပေမဲ့မဟုတ်ဘူးပေါ့နော်သူတို့ရဲ့စကားတွေကအရင်အရေးပါတယ်။ပြီးတော့ရန်ဖြစ်ပေါ်ရန်ဖြစ်ဖက်လည်းဟုတ်တယ်။ဘာလို့ဆိုညီမကလည်းကလေး၊ तू ကလည်းကလေးဖြစ်နေတဲ့ခါကျတော့တခါလေးကျရင်လေနှစ်ယောက်လုံးကဟိုကလေးလိုဖြစ်နေတော့ကလေးနှစ်ယောက်ရန်ဖြစ်နေတယ်လို့ပဲခဏအဲတခါတလေပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်။ ဲ့၃နှစ်ကျော်တုန်းကကျတော့သူ့ကိုထားခဲ့တုန်းကသူကကလေးလေးတယောက်လေနော်အခုကျတော့ပြန်လာတဲ့ခါမှာလူကြီးတော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့လည်းသူစပြီးတော့၁၀နှစ်ပြည့်တော့မယ်ဆိုတဲ့ခါကျတော့အပြောင်းလဲလေးတွေကတော့ရှိတာပေါ့နော်အဲသူ့ကိုလိုက်ပြီးထိန်းရတဲ့အရာလေးတွေလည်းရှိတယ်တွင်တင်ရတဲ့အရာလေးတွေရှိတယ်ပြောပြရတဲ့အရာလေးတွေရှိတယ်အဲ့လိုပဲသူ့ဘက်ကနေပြီးတော့လည်းအရင်နဲ့မတူတဲ့အကြံဉာဏ်ပေးတဲ့အရာလေးတွေလည်းရှိလာတယ်ပြီးတော့ကိုယ်အားပေးတဲ့အရာလေးတွေလည်းရှိလာတယ်ပေါ့နော်အများကြီးတော့ပြောင်းလဲသွားတယ်အဓိကကတော့ကိုယ်လည်းရင့်ကျက်လာတယ်သူလည်းရင့်ကျက်လာတယ် ယောက်ျားလေးဖြစ်တဲ့ခါကျတော့လေ အဲပြောရရင်တော့ main clean နဲ့မတူဘူးပေါ့နော်နည်းနည်းလေးတော့စိုးရင်ရတယ်အပေါင်းသင်းမမားဖို့အတွက်အဲပြီးတော့ပတ်ဝန်းကျင်ကောင်းမှနေဖို့အတွက်ကတော့ညီမတို့ဘက်ကနေပြီးတော့လေမိသားစုအားလုံးကပေါ့နော်အများကြီးစဉ်းစားပေးတယ်အဲသူ့ကိုတွင်တင်ပေးတယ်ပေါ့နော်အလူဆိုတာကတော့မှားတတ်ပါတယ်အမားတော့လူတိုင်းမှာရှိရယ်ကလေးမှလည်းရှိရယ်ကိုရီလူကြီးမှလည်းရှိရယ်ပေါ့နော်မှားသွားရင်လည်းသူ့ကိုပြန်တွင်တင်တယ်ပြန်ပြတယ်တခါလေကျရင်ရိုက်တင်ရင်ရိုက်တယ်တခါလေကျရင်တော့လေကောင်းကောင်းလေးပြောတင်ရင်လည်းပြောတယ်ပေါ့နော်အဲ့လိုနီးလေးနဲ့ညီမတို့မိသားစုကသူ့ကို ဟိုဘယ်လိုပြောမလဲချော့တလဲခြောက်တလဲနဲ့တော့ထိန်းရတာပေါ့နော်ဘာလို့ဆိုသူလဲနဲ့ကြီးလာပြီးအရွယ်လေးလဲရလာပြီးဆိုတော့လေအဲယောက်ျားလေးကထိန်းရတာပုတ်ခတ်တာလားမသိဘူးเนาะမြန်မာလေးလေးအမှန်တမ်းပြောရရင်ဟိုကလေးကကလေးကိုပြက်မွေးထားသလိုလေးဖြစ်နေတဲ့ခါကျတော့အသက်ရွယ်ကလည်းတိတ်မကွာတော့လေအဲတခါလေကျရင်လည်းငွေချင်းလိုမျိုး ဖြစ်နေတာဗောနော်အဲ့ခါကျတော့ကိုဘကမထိန်နိုင်မှာသူ့မပြောနိုင်မှာလဲစိုးရိမ်တယ်ဒါမဲ့လည်းညီမဘက်ကနေတော့သူ့အမေတယောက်ကိုလေးစားတတ်အောင်တော့ညီမဘက်ကနေပြီးတော့သူ့အအများကြီးတုံ့တင်ပေးထားတယ်ဗောနော်ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေ့ဒီချိန်ထိပေါ့နော်မမေ့မလျော့နဲ့လမ်းသွားရင်တော့မှဟာမလူဒီခေါင်းမလားဆိုပြီးတော့ သတိတရားနဲ့ပေါ့နော်ရှိနေပြီသူတယောက်ချင်းဆိုင်အများကြီးကျေးဇူးတင်ပါတယ်အဓိကတော့မမေ့ပေးနေလို့ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့အခုညီမအနေနဲ့ပေါ့နော်အဲ come back အနေနဲ့တချင်းတော့မဟုတ်ပေမဲ့လည်းဆိုင်အစ်စ်လေးဖွင့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီဆိုင်လေးကိုအားပေးကြပါဒီဆိုင်လေးမှာလာပြီးတော့ service ယူကြပါ hair ပိုင်းရော nail ပိုင်းရော waxing တို့ eyelash extension တို့ပေါ့နော်အများကြီးညီမဘက်ကနေပြီးတော့အဲလုပ်ပေးထားပါတယ်ဝန်ထမ်းတွေကိုလည်းအများကြီးညီမတွင်တင်ထားတယ်ပြောထားတယ် training တွေလည်းပေးထားတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့အကုန်လုံးလာရောက်ပြီးတော့အားပေးကြပါညီမကိုချစ်တယ် မျိုးပဲဆိုင်လေးကိုလည်းအားပေးကြပါအောင်လို့ကျွန်မဘက်ကနေပြီးတော့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်